ကံမှာတော့ခံထားဖို့လို့အမိပေးထားတဲ့တရားတစ်ပုဒ် ਨੇ ဓမ္မဒါနတရားလှူပေးလို့မှဖြစ်ပါတယ်လူတိုင်းလူတိုင်းရဲ့ဘဝမှာတခါတရံဆိုသလိုဒါမှမဟုတ်မကြခဏဆိုသလိုဆင်းရဲဒုက္ခတွေကြုံတွေ့ရတတ်ပါတယ်ဆူကျိုးတွေခံစားရတတ်ပါတယ်အဲ့ဒီလိုဆင်းရဲဒုက္ခတွေကြုံတွေ့ဆူကျိုးတွေခံစားရတဲ့အခါမှာလူတော်များများကစိတ်ပူပန်သောကဖြစ်တတ်တယ်စိတ်ဆင်းရဲတတ်တယ်စိတ်ညစ်တတ်တယ်အဲ့ဒီလိုကြုံတွေ့ခံစားရတဲ့အခါမှာ ကံမှာတော့ခံထားဖို့လို့နှလုံးသွင်းဆင်ញင်လိုက်မယ်ဆိုရင်စိတ်ဝူပန်သောကတွေပျောက်ပြီးတော့စိတ်အေးချမ်းသွားနိုင်ပါတယ်စိတ်ဆင်းရဲမှုတွေစိတ်ညစ်မှုတွေကင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်သွားနိုင်ပါတယ်ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့ဆူဒူးတွေခံစားရတဲ့ဆိုတာကံမှားလို့ပါကံမှားလို့ခံစားရတာပါအတိတ်ကံမှားခဲ့လို့ရင်လည်းဖြစ်မယ်ပစ္စုပန်ကံမှားနေလို့ရင်လည်းဖြစ်မယ်အတိတ်ကံမှားတယ်ဆိုတာကအတိတ်ကမလုပ်တဲ့မလုပ်ထက်တဲ့အလုပ်တွေလုပ်ခဲ့မိတာ မပြောတဲ့မပြောတိုက်တဲ့စကားတွေပြောခဲ့မိတာမတွေးတဲ့မတွေးတိုက်တဲ့အတွေးတွေတွေးခဲ့မိတာပစ္စုပန်ကံမှားနေတယ်ဆိုတာကပစ္စုပန်ဘဝမှာမလုပ်တဲ့မလုပ်ထိုက်တဲ့အလုပ်တွေလုပ်နေမိတာမပြောတဲ့မပြောတတ်တဲ့စကားတွေပြောနေမိတာမတွေးတဲ့မတွေးထိုက်တဲ့အတွေးတွေတွေးနေမိတာအတိတ်ကံပစ္စုပန်ကံတစ်ခုမဟုတ်တစ်ခုဓမ္မမဟုတ်နှစ်ခုလုံးမှားနေလို့စိဉ္ဇဒုက္ခတွေဆူကျူးတွေခံစားရတာကံမှားလို့ခံစားရတာပါ ံဆိုတာအလုပ်ပါပဲကံမှားတယ်ဆိုတာအလုပ်မှားတာအလုပ်ဆိုတဲ့ဇာတ်ရဲမှာကိုယ်နဲ့လှုပ်တာရောနှုတ်နဲ့ပြောတာရောစိတ်နဲ့တွေးတာရော သုံးမျိုးလုံးပါဝင်ပါတယ်အလုပ်မှားတယ်ကံမှားတယ်လို့ပြောလိုက်ရင်ကာယကံဝစီကံမနောကံကံသုံးပါးတစ်ပါးပါသုံးမှုနှစ်ပါးသုံးမှုသုံးပါးလုံးမှားနေတာပေါ့အဲ့ဒီလိုအတိတ်ကမလုပ်သင့်မလုပ်ထက်တာတွေလုပ်ခဲ့မိလို့ပစ္စုပန်မှာလည်းမလုပ်သင့်မလုပ်ထက်တာတွေလုပ်နေမိလို့ ဆင်းရဲဒုက္ခတွေကြုံတွေ့ရပါတယ်ဆူကြိုးတွေခံစားရပါတယ်ကုသိုလ်ကံကြောင့်အကောင်းကံကြောင့်ဆူကြိုးခံစားရတယ်ဆိုတာလုံးဝမရှိပါဘူးအကုသိုလ်ကံအဆိုးကံကြောင့်သာဆူကြိုးတွေခံစားရတာပါမြတ်စွာဘုရားလက်ထက်တုန်းကဝေဒာလီမြို့မှာဝါသတိလို့ခေါ်တဲ့တတိသမီးတယောက်ရှိခဲ့မှုပါတယ်အချိန်တန်ရောက်တော့အိမ်တော်ကြတာလီတယောက်ရအဲ့ဒီတာလီပြင်းနိုင်လွှမ်းနိုင်ဆော့ကစားနိုင်တဲ့၃နှစ်သားအရွယ်လောက်အရောက်မှာယောဂတစ်ခုကြောင့်ရုတ်တရက် သေဆုံးသွားတယ်။တာလိသေဆုံးသွားတော့သာတော့ကနဲ့ဝါသတိခမအကြီးကြီးတော့ကဖြစ်ရရှာတယ်။တော့ကတွေလုံးလုံးကဲကဲဖြစ်နှလုံးသီးကြီးတွေပြက်ပြီးတော့ယူသွတ်သွားတယ်။သာတော့ကနဲ့ယူသွားတဲ့ဝါသတိကိုအိမ်ထဲကအိမ်ပြင်မှာထွက်ရအောင်ဆိုပြီးတော့အိမ်သူအိမ်သားတွေကအိမ်ထဲမှာပဲအကောင်းဆုံးဆေးဆရာတွေပင်အကောင်းဆုံးစီဝါတွေနဲ့ပြုစုကုသပေးကြတယ်။အိမ်သူအိမ်သားတွေဝမ်းဝမ်းဆွမ်းရှောက်နေတဲ့ကြားတွေကတနေ့အိမ်သူအိမ်သားတွေရဲ့အလစ်မှာလှစ်ခနဲဆိုသလို ဝါသတိထွက်ပြေးသွားတယ်တမျိုးဝင်တမျိုးတွေ့အမိုက်ပုံနေတုတ်တန်သိញိုင်းနေနန်းစုံလမ်းမာတွေလမ်းကျူလမ်းကြားတွေမှာရှောက်ပြီးတော့သွားနေတယ်သပင်းတွေကဖြူဖြဲပြန့်ကျဲလို့ဟိုအစားကကိုမမကတ်ဘူးအစားပြက်ရေပြက်အငငတ်အပီပီနဲ့ရောက်ချင်ရရောက်ပေါက်ချင်ရပေါက်ရှောက်သွားနေရင်တဲ့သုံးနှစ်ပြည့်တဲ့အခါမှာမိထီလာမျိုးကိုရောက်သွားတယ်မိထီလာမျိုးထဲမှာလည်းဒီလိုပဲပေါ့ကိုသွားလိုက်ဒီသွားလိုက်နဲ့ရှောက်သွားနေတာအဲ့ဒီလိုရှောက်သွားနေရင်တဲ့ဒီနေ့မြတ်စွာဘုရားဆွမ်းခံကြွား ဝါသစ်ထီလည်းမြတ်စွာဘုရားဆွမ်းခံကြွားတဲ့လမ်းကိုရောက်လာတော့မြတ်စွာဘုရားကိုဖူးမြော်လိုက်ရတယ်မြတ်စွာဘုရားရှင်ရဲ့အတုမရှိတဲ့ကြက်တကြီးတော့ကြည်လင်အင်းမြတောက်ပဝင်းဝါတဲ့မျက်နှာတော်ကိုဖူးမြင်လိုက်ရတဲ့ဆိုရင်ပဲဝါသစ်ထီရဲ့နှလုံးသားမှာရှိတဲ့တောကတွေလုံးဝပျောက်ပြီးတော့အယူယောကပျောက်သွားပါတယ်အယူရကပြောက်လို့စိတ်တွေငြင်းအေးသွားတဲ့ဝါသိတိကိုမြတ်စွာဘုရားရှင်ကတရားအတူတူလေးတစ်ခုခေါ်ပြီးတယ်။တရားအဆုံးမှာ ဝါသတိတရာတရားတွေတန်ဝေကတရားတွေဖြစ်ပြီးတော့ဘေခုနိမဝတ်ပါတယ်ဘေခုနိမဝတ်ယဟမပြုပြီးတဲ့နောက်တတိပဌာန်ဝိပဒနာလုပ်ကိုကြိုးကြိုးဆဆအထုတ်လိုက်တာတိတ်မကြခင်မှာပဲညံရင်ချိန်လည်းရောက်သွားတဲ့အတွေ့ပဋိသင်္မိဒဉာဏ်၄ပါးနဲ့တကွာယဟန္တာဖြစ်သွားပါတယ်ဖြစ်ဖြစ်ကလေးကတော့တူတူလေးပါပဲကောက်ချက်ချမယ်ဆိုရင်တော့ကောက်ချက်ချစရာတွေအများကြီးရှိပါတယ်ဝါသတိမိတိလမျိုးမှာမြတ်စွာဘုရားကိုဖူးမြော်တဲ့အချိန်ကို စာပေကျမ်းကမှာဘယ်လိုပြထားသလဲဆိုတော့ယူသွမှုကို ဖြစ်စေတတ်သောအကုသကံကုံသောအချိန်၌တဲ့ယူသွမှုကိုဖြစ်စေတဲ့အကုသကံကုံတဲ့အချိန်အယူကံကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကဝါတ္ထိဖူးမြင်လိုက်ရတယ်။အဲ့ဒီမှာနေတော့ကားတွေပြောက်အယူရောကားတွေပြောက်သွားတယ်ပေါ့။အဲ့ဒီစကားရဲ့လေးကိုကြည့်ပြီးတော့ကောက်ချက်ဆွဲမယ်ဆိုရင်ဝါတ္ထိသားတည်လို့ယူရတာဟာယူစေတတ်တဲ့အကုသကံပြုလုပ်ခဲ့လို့ ယူစေတတ်တဲ့အကုသကံအကျိုးပေးလို့ယူရတာသားသေးတိုင်းသာယူစရမ်းဆိုရင်သားသေးသွားတဲ့မိဘတွေမှန်သမျှအကုန်လုံးယူရမှာပေါ့သားသမီးသေးတိုင်းယူရမှာမဟုတ်ဘူးအတိတ်ကယူစေတတ်တဲ့အကုသကံပါလို့ယူရာယူရမယ်ကံပါတဲ့သူဟာယူကိုယူရမှာပဲစိတ်ဆင်းရဲမယ်ကံပါတဲ့သူဟာစိတ်ဆင်းရဲကိုဆင်းရဲရမှာပဲစိတ်ဓာတ်ကြရမယ်ကံပါလာတဲ့သူဟာစိတ်ဓာတ်ကြကိုကြရမှာပဲစိတ်ညစ်ရမယ်ကံပါလာတဲ့သူဟာစိတ်ညစ်ကိုညစ်ရမှာပဲ အကုသကံအကျိုးပေးကိုဘလို့မှရှောင်လွှဲလို့မရဘူး။ငကုကတရားတွေရှိတရားတွေပြေဝလို့စိတ်အေးချမ်းတည်ငြိမ်အောင်နေတတ်တဲ့ပုဂ္ဂိုလ်လည်းပဲအကုသကံအကျိုးပေးခြင်းတံမီဆိုရင်အဲ့ဒီအကုသကံကြောင့်အဲ့ဒီအတိတ်ကအကုသကံဝေကြီးကြောင့်ပဲစိတ်ထဲမှာရှိတဲ့နှလုံးသားထဲမှာရှိတဲ့တရားဓမ္မတွေကခေတ္တခဏဖယ်ပေးလိုက်ရတယ်။နှလုံးသားထဲမှာရှိနေတဲ့တရားဓမ္မတွေကိုအကုသကံဝေကြီးကခေတ္တခဏဖယ်ထုတ်ပြစ်လိုက်ပြီးတော့ဝင်အကျိုးပေးတော့တာပဲ။ဘလို့မှရှောင်လွှဲလို့မရတော့ဘူး။ ။အိုးဘုဒ္ဓဇင်ဆိုတာသာထားလိုက်ပေါ့တောတပံဖြစ်ပြီးသားဝိဒါခါတော့မှမြည်မလေးသေးတော့အကြီးအကျယ်ငိုဝဲဆင်ခဲ့ရသေးတာပဲ။အဲ့ဒါဘုဒ္ဓဇင်နေဆိုတော့ပြောမနေနဲ့တော့ပေါ့။ငကုကတရားရှိမယ်လို့ထင်ထားတဲ့ပုဂ္ဂိုလ်တရားရှိတယ်လို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်အကြောင်းတစုံတရားဖြစ်ပြတဲ့စုံတရားကြောင့်တရားလက်လွတ်ဖြစ်ပြီးတော့စိတ်ဆင်းရဲနေတယ်စိတ်ညစ်နေတယ်စိတ်သောကတွေဖြစ်နေတယ်ဆိုရင်ဟာတရားလည်းမရှိဘူးတရားလည်းမပြေပါသေးဘူး။ တရားတရားအထုတ်မထားဘူးထင်နေနဲ့အလွဲတကူအပြစ်ပြောမိတတ်ကြတယ်သူများကလည်းပြစ်ပြောမိတတ်ကြတယ်ကိုကုကုလည်းအပြစ်တင်မိတတ်တယ်အတိတ်ကအခုတကံအကျိုးပေးပြီဆိုရင်တော့ငကုကရှိထားတဲ့တရားတွေကလည်းခိတ္တခဏဖယ်ပေးရတော့တာပဲဒီတော့ယူရမယ့်ကံကုန်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့တဲ့ဆိုတဲ့စကားလေးကိုကြည်ပြီးတော့အခုတကံအကျိုးပေးကိုဘယ်လိုမှရှောင်လဲလို့မရဘူးဆိုတာကောက်ချက်ချရမယ်နှလုံးသီးခြင်းနဲ့ပတ်သက်တဲ့အခုတကံမှားခဲ့တော့ နှလုံးသီးကြီးပြတ်ပြီးတော့ယူသွားတာပေါ့မျက်စိနဲ့ပတ်သက်လို့ကံမှားခဲ့ရင်မျက်စိနဲ့ပတ်သက်လို့စူးစူးကြုံတွေ့ရမှာပဲမျက်စောပြည်နေတဲ့ကစကုပါလာမထီဆိုတာဒီလိုပဲပေါ့အတိတ်ဘဝတစ်ခုလုံးကဆေးစရာဖြစ်ခဲ့စဉ်တုန်းကသူကုပေးလိုက်လို့မျက်စိရောကပျောက်သွားတဲ့လူနာကဆေးဘဝကမပေးခြင်းတဲ့အတွက်မျက်စိမပျောက်သေးဘူးမမြင်ရသေးပါဘူးနဲ့လိန်ညာပြောလို့ ကဲမမြင်ရသေးဘူးမျက်စိရောကမတတ်တာသေးဘူးဆိုရင်လေတတ်တာတော့နောက်ဆေးလေးတစ်ခုခတ်ပေးမယ်ဆိုပြီးတော့မျက်စိကွယ်စီမဲ့ဆေးခတ်ပေးလိုက်တာအဲ့ဒီအကုသကံအကျိုးပေးတဲ့အတွက်ဒီဘဝရဟန္တာဖြစ်မဲ့ဘဝမှာတောင်မှမျက်စိနှစ်ကွင်းလည်းမရတော့ဘဲနဲ့မျက်စိကွယ်သွားရတယ်မျက်စိနဲ့ပတ်သက်လို့ကံမှားခဲ့ရင်မျက်စိနဲ့ပတ်သက်လို့ဆူယူတွေခံစားရမှာပဲနားနဲ့ပတ်သက်လို့ကံမှားရင်နားနဲ့ပတ်သက်လို့ဆူယူတွေခံစားရမယ်နှာခေါင်းနဲ့ပတ်သက်လို့ကံမှားခဲ့ရင်နှာခေါင်းနဲ့ပတ်သက်တဲ့ဆူယူတွေခံစားရမယ်လက်နဲ့ပတ်သက်လို့ ကံမခဲ့ရင်လက်နဲ့ပတ်သက်တဲ့စူးကျူးခံစားမယ်ခြေထောက်နဲ့ပတ်သက်လို့ကံမခဲ့ရင်ခြေထောက်နဲ့ပတ်သက်တဲ့စူးကျူးခံစားရမယ်။အိုးနောက်ဆုံးဂုံဂုံပြောကရောပါရဲ့လိန်နဲ့ပတ်သက်လို့ကံမခဲ့ရင် လိန်နဲ့ပတ်သက်တဲ့စူးကျူးတွေခံစားရမှာပဲ။ကို့မှာဗာစူးကျူးတွေခံစားရနေတယ်လေပြန်စင်ချင်းစဉ်းစားကြည့်။ဒါနဲ့ပတ်သက်တဲ့စူးကျူးခံစားရတယ်ဆိုရင်ဒါနဲ့ပတ်သက်တဲ့ကံမခဲ့လို့ပဲ။စသည်အားဖြင့်ပေါ့နော်။မြတ်စွာဘုရားလောင်းတို့ဘဝတစ်ခုမှာခလေးဘဝပေါ့လေဆွေမျိုးတန်ခါးတွေကငါးကောင်းထူးထူးပြီးတော့တတ်ကြတာ။ ငါးကောင်းလေးထူလိုက်လို့ငါးကတဖြည်းဖြည်းလူပြီးတည်သွားတာကြည်ပြီးတော့ပျော်ရွှင်ခဲ့တယ်၊ကြည်နက်ခဲ့တယ်၊ဝမ်းသာခဲ့တယ်။ဒါကလေးဘဝဘာမှလူမှန်းအသိဉာဏ်မပြည့်စုံသေးတဲ့ကလေးအွယ်ဘဝမှာသူများငါးကောင်းထူတတ်တာကြည်ပြီးတော့ဝမ်းသာခဲ့တဲ့အကုသိုလ်ကံကြောင့်ဖျားဖြစ်တဲ့ဘဝမှာတောင်းမှ ကောင်းခဏခဏကံရတယ်။ဒါဖျားဖြစ်သွားတဲ့ဆိုတာတော့လောကလုံးမှာကုသိုလ်ကံကြီးအထွတ်အထိပ်ရောက်ပြီးတော့တော့လောကလုံးမှာအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်ကိုရောက်သွားတာပဲ။ ကုသိုလ်ကံนี่အမတန်များတဲ့ဘုရားတော်မှာအကုသိုလ်ကံရဲ့အကျိုးပေးကိုရှောင်လွှဲလို့မရဘူးခလေးဘုရားသူများငါးကောင်းထူတာကြည်ပြီးပီတိဖြစ်ခဲ့တယ်ဝမ်းသာခဲ့တယ်ဆိုတာဘာမှမပြောပါလောက်တဲ့ကံလေးပဲမပြောပါလောက်တဲ့ကံမှားတာလေးပဲဒါပေမဲ့အဲ့ဒီကံမှားတာရဲ့အကျိုးဆက်ကိုခံစားရတာပဲတချို့ကပြောတတ်ကြတာပေါ့ တို့ကုသိုလ်တွေအများကြီးလုပ်နေတာပဲတခါတည်းအကုသိုလ်တွေလုပ်မိတာကတော့ပျောက်သွားမှာပါကုသိုလ်တွေများများလို့ရင်တော့အကုသိုလ်ကံတွေအကျိုးပေးမှာမဟုတ်တော့ပါဘူးလို့ထင်တတ်ကြရတယ်ကုသိုလ်ကကုသိုလ်သူ့အနေသူအကျိုးပေးမှာပဲအကုသိုလ်ကလည်းအကုသိုလ်သူ့အနေသူအကျိုးပေးမှာပဲကုသိုလ်တွေများနေလို့ဆိုပြီးတော့အကုသိုလ်ကဒီလူကတော့ကုသိုလ်တွေအများကြီးလုပ်ထားတဲ့လူပါလေငါအကျိုးမပေးတော့ပါဘူးလို့မရှိပါဘူးမြတ်စွာဘုရားလည်းကုသိုလ်ကံများတဲ့သူပါဏိများတဲ့သူပဲရှိပါမလဲဒါတောင်မှအသေးသေးမှမှအကုသိုလ်ကံလေးတွေကလည်းအကျိုးပေးတာပဲ တော့ဆူးကျိုးတွေခံစားရတယ်ဆိုတာအဆိုးကံတွေလုတ်ခဲလို့သကလုံးကြီးကြီးနဲ့ပြောရင်အကုသိုလ်ကံတွေလုတ်ခဲလို့ပဲဒါကြောင့်ကိုယ်မှာဆူးကျိုးတစ်ခုခု ခံစားပြီဆိုရင်တော့ဒီဟာနဲ့ပတ်သက်လို့ကံမှားခဲလို့ပဲကံမှားတော့ခံထားပေါ့သူများတွေဆူးကျိုးခံစားတဲ့ခါမှာတော့လေကံမှားတော့ခံထားပေါ့လို့တော့မပြောနဲ့ပေါ့တော့ကြသူများဆူးကျိုးခံစားတာကိုဝမ်းသာတယ်လို့ဖြစ်နေဦးမယ်နော် သူများကို ပြောဖို့မဟုတ်ကိုယ့်ဘာသာကိုစင်ကျင်ဖို့အတွက်ပဲ သူများကိုတော့မပြောနဲ့ကိုယ့်ဘာသာကိုစိုးကျိုးတွေခံစားရင်ဩကံမာတော့ခံထားဖို့ငါကကံမာခဲ့တာဟုငါကဒါနဲ့ပတ်သက်လို့အကုသိုလ်လုပ်တွေလုပ်ခဲ့မိတာဟုအတိတ်ကံကြီးပုံချမဲ့လို့မဆိုလိုပါဘူးတခါတည်းမှာကိုယ့်ရဲ့ပစ္စုပန်ကံကိုကလည်းမှားနေလို့ပစ္စုပန်လုံးရတဲ့မှားသွားလို့တတိညာမပါပဲလှုပ်လိုက်မိလို့မစင်မချင်းလှုပ်လိုက်မိလို့ဖြစ်တာတွေလည်းရှိတယ်တခါတည်းမှာပစ္စုပန်မှာအဲ့လိုမစင်မချင်းလှုပ်လိုက်မိတာကိုကအတိတ်ကံအကုသိုလ်အကျိုးပေးဖို့အတွက်ဖန်တီးလိုက်တာမျိုးလည်းရှိတတ်ပါတယ် ဒီတော့ကိုမမြင်တဲ့အတိတ်ကံကိုတော့ဘယ်လုံးမှပြင်ပြလို့မရဘူးပြစ်ဆုပ်ပံမှာတော့စူဂျူတစ်ခုခုကျွန်တွေ့ရပြီးဆိုးရတဲ့အဖြစ်အပျက်တစ်ခုခုကျွန်တွေ့ရပြီးဆိုရင်တော့ဒီအဖြစ်အပျက်ကနေသင်္ကန်းစာတွေအတွေ့အကြုံတွေယူပြီးတော့နောက်မမအောင်ဆင်ခြင်ကြရမှာပေါ့ဒါပေမဲ့တစ်ခါတည်းမှာတချို့ကိစ္စတွေဟာပြစ်ဆုပ်ပံတဲ့တဲ့ကြည်ယုံနေစိတ်ငြိမ်းအေးမှုမရနိုင်ဘူးပစ္စုပန်တွေတည်းပဲကြည်ပြီးတော့ငါအဲ့ဒီလောက်အဲ့လိုမလုပ်လိုက်မိရင်ကောင်းပါပဲငါအဲ့ဒီလောက်အဲ့လိုမပြောလိုက်မိရင်ကောင်းပါပဲငါဘာလို့ဒီလိုများတွေးလိုက်မိပါလဲနဲ့ပစ္စုပန်မှာလုပ်ခဲ့တဲ့လုပ်ရည်တွေပဲပြန်ပြန်တွေးပြီးတော့မကြည်မနဲ့ဖြစ်နေတတ်တယ် စိတ်ပူပန်သောကတွေဖြစ်နေတတ်တယ်။အတိတ်ကိုသမင်လည်းပြန်ကြည့်ပြီးတော့အော်အတိတ်ကအကုသိုလ်ကံလုပ်ခဲ့လို့ဒါနဲ့ပတ်သက်လို့မကောင်းမှုတွေလုပ်ခဲ့လို့ဆိုကံတွေမှားခဲ့လို့ငါခံစားရတာပါလား။အတိတ်ကံတွေနှလုံးသွင်းလိုက်တော့စိတ်သောကတွေညှိအေးပြီးတော့စိတ်ချမ်းသာသွားတယ်။နောက်တစ်ချက်ကဝါသတိ၃နှစ်ပြည့်မှာ၃နှစ်ပြည့်လို့အယူကံကုန်တဲ့အချိန်ရောက်မှမြတ်စွာဘုရားနဲ့ဖူးတွေ့ရတယ်မြတ်စွာဘုရားနဲ့ဆုံတွေ့ရတယ်ဆိုတာလေးကိုကြည့်ပြီးတော့ တွေ့ချိန်တည်းမှာတွေ့ရပါတယ်ကြွချိန်တည်းမှာကြွရပါတယ်အကျိုးပေးညီတည်းမှာအကျိုးပေးတယ်ဆိုတာလေးလည်းနှလုံးသွင်းရမယ်။ဟိုစောစောကသာတွေ့လိုက်ရင်စောစောအယူရောဂါပြောင်းမှာပဲ။အဲ့လိုသွားပြီးတော့မချင်မရဲဖြစ်เสียမလိုပါဘူး။သုံးနှစ်ပြည့်မှကူကသူ့ရဲ့အကုသိုလ်ကံကကုန်တာလေ။တစ်နှစ်တည်းနဲ့တွေ့ချင်လို့လည်းမရအောင်နှစ်နှစ်လောက်မှနဲ့တွေ့ချင်လို့လည်းမရဘူး။တရားရည်နာရတရားစာအုပ်တွေဖတ်ရလို့တရားတရားတွေဖြစ်တရားတွေအထုတရားရတာတွေခံစားရတဲ့အခါမှာတချို့ကဒီတရားစာအုပ်တွေစောစောဖတ်လိုက်မိရင်ကောင်းမှာပဲ။ ီတရားတွေစောစောနားလိုက်မိရင်ကောင်းမှာပဲဒီဆရာတော်နဲ့စောစောကတွေ့လိုက်ရင်ကောင်းမှာပဲ ਨੇ စောစောကသာဆိုရင်စောစောကသာတွေ့ရင်စောစောကစောစောကနဲ့ဆိုပြီးတော့မကြင်မနှက်တဲ့စိတ်တွေနောင်တဘူဝနဲ့စိတ်တွေဖြစ်တတ်တယ်ရုပ်တည်းကျင်းတော့တရားတရားအာကြီးတယ်လို့ထင်ရတယ်အဲ့ဒါတရားအာကြီးတာမဟုတ်လောဘကြီးတာလောဘကြီးလို့မကြင်မနှက်တဲ့ဒေါသတွေပါဖြစ်လာတာပါဒီတော့အရာရာဟာတွေ့ချိန်တမ်းမှတွေ့ပါတယ်ဖြစ်ချိန်တမ်းမှဖြစ်ပါတယ်အကျိုးပင်းချိန်တမ်းမှပေးပါတယ်ပြည့်ချိန်တမ်းမှလည်းပြတ်ပါတယ်ပျောက်ချိန်တမ်းမှလည်း ပျောက်ပါတယ်ဆိုတာလေးကိုနှလုံးသွင်းဆင်ញင်ပြီးတော့ကောင်းကျိုးချမ်းသာတွေတစ်ခုခုကိုနောက်ကြမှာခံစားတဲ့အခါမျိုးမှာလဲစောစောကသာဆိုရင်စောစောကသာဆိုရင်လည်းနောက်ထပ်ပူပန်းတဲ့စိတ်တွေဖြစ်เสียမလိုပါဘူး။သုံးနှစ်ပြည့်မှအယူခံကုန်တော့သုံးနှစ်ပြည့်မှပဲအယူရောဂါကြောက်တာပါပဲ။ကောက်ချက်ဆွဲမဲ့ဆိုဆွဲရည်အများကြီးပဲနော်။အဲ့တော့ဝါသစ်တီအယူရောဂါကြောက်သွားတာကံလဲကုန်သွားလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကလည်းဖူးမြင်လိုက်ရလို့ဒါလေးကိုကြည့်ပြီးတော့ ဝါသတိမျက်စွန်ဖြဲမျက်နှာတော်လေးဖူပုံတော်လေးပဲဖူရသေးတာပါဂုံတော်ထီအောင်တောင်နှလုံးမသွင်းရသည်ဂုံတော်မပွားတတ်သည်ပဲနဲ့ပုံတော်လေးဖူမြင်ရုံနဲ့တောင်သောကတိပြောက်အယူရောဂတိပြောက်တဲ့ဆိုရင်စိတ်ပူမမှုကင်းပြီးတော့စိတ်အေးချမ်းခြင်းနဲ့သူတိုင်းစိတ်နောက်ကျမှုတွေပြောက်ပြီးတော့စိတ်ကြည်လင်ခြင်းနဲ့သူတိုင်းစိတ်ဆင်းရဲမှုတွေကင်းပြီးတော့အမြဲတမ်းစိတ်ချမ်းသာခြင်းနဲ့သူတိုင်းမိမိအကြည်ညိုဆုံးမိမိစိတ်ထဲမှာအနှစ်သက်ဆုံးဖြစ်တဲ့ဖရာပုံတော်တစ်ခုခုဖရာမျက်နှာတော်လေးတစ်ခုခုကိုမကြာခဏ ်တတိယနေတဲ့နေမကြခဏအာယုပြုတဲ့နေအရဟံသမ္မာသမ္ဗုဒ္ဓဆက်ရှိတဲ့ဂုဏ်တော်ရိတိလေးလေးနဲ့နဲ့မစင်ညာနိုင်သေးရင်နေပါမျက်စောပဲရှိရင်ကျင်းလင်းအင်းမြတ်တပတ်ဝင်းဝါတဲ့မျက်နှာတော်လေးအာယုပြုလိုက်ရတဲ့ဆိုရင်ကိုပဲစိတ်ထဲမှာအေးချမ်းသွားနိုင်ပါလေအလေးချင်းအကောင်းသွားပြီဆိုရင်တော့ပုံတော်လေးအာယုပြုလိုက်တာနဲ့ဂုဏ်တော်တွေပါအလိုလိုနှလုံးသွင်းမြေတန်ဖြစ်ပြီးတော့စိတ်အေးချမ်းရုံစိတ်ကျင်းလင်းုံနဲ့မကပဲနဲ့အသိဉာဏ်လေးတွေ့ဝါလာမယ်တရားတရားဒီပီတီတရားတွေလည်းတွေ့ဝါလာမယ်အသိဉာဏ်လေးတွေ့ဝါလာမယ် နောက်ဆုံးဝိပဿနာလေးပါအုပ်လိုက်မယ်ဆိုရင်တော့ဝိပဿနာလေးပါအထွတ်တင်လိုက်မယ်ဆိုရင်တော့ဖရားပုံတော်ကိုအာရုံပြုဂုဏ်တော်ပွားရကဖြစ်လာတဲ့ပီတိလေးတွေကိုယုံနံဖြစ်ဖြစ်မြင်အောင်ဝိပဿနာရှုလိုက်နိုင်မယ်ဆိုရင်တရားဓုတိယမြတ်တွေရပြီးတော့နိဗ္ဗာန်ကိုပါမျက်မှောက်ပြုနိုင်ပါလိမ့်မယ် ဒါကြောင့်တရားနာပိသများအားလုံးဘဝမှာကိုယ်မကြုံတွေ့ခြင်းနဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါကိုယ်မခံစားခြင်းနဲ့ဆူကျူးတွေခံစားရတဲ့အခါကံမှားတော့ခံထားဖို့လို့နှလုံးသွင်းပြီးတော့စိတ်တည်ငြိမ်ခံခန့်အောင်စိတ်အေးချမ်းအောင်ကြိုးစားအထောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ကံမှားတော့ခံထားဖို့တရားကိုဒီနေရာမှာပဲဤကုန်ချုပ်ပါတော့မယ်။အပ္ပမဒေနာတမ္ပါဒေထာအပ္ပမဒေနာမမေ့မလျော့မပေါ့မဆ ပြင်းပြထက်သန်းမှန်ကန်သောတတိတရားဖြင့်တမ္ပါတိထသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကို ကိုစီကူငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း